တော့ပုဂီကြိုက်တဲ့သူတွေရှိလာရင်ချီလီယာဒီနေ့တော့ပုဂီလေးလှူစားပြလို့အလွယ်လှူစားလို့ရတဲ့နီလန်းလေးကိုမျှဝေပေးသွားမှာပါအရင်ဦးဆုံးခွက်တလုံးနဲ့ကိုကောင်းချင်းမုတ်ထဲပါတယ်ပြီးရင်စားနည်းနည်းထဲတယ်ပေါ့နော်ပြီးရင်ရေနွေးကိုတော့နည်း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 ချင်းစီထဲပြီးတော့တူလေးနဲ့မှုပေးပါမယ်ကောင်းချင်းမုတ်လေးရာလေးနည်းနည်းထိုင်းတိုင်းတိုင်းလေးဖြစ်ပြီဆိုရင်လက်နဲ့လည်းကိုင်လို့ရတဲ့အပူချိန်ရောက်ပြီဆိုရင်တော့လေလက်ကလေးနဲ့မုံသားချော့တည်တည်နေပေးရပါတယ် ဒီနေရာမှာချီလီတို့ကအချောင်းလေးတွေပုံသွေးมาဖြစ်တဲ့အတွက်ကြောင့်အယုံဆုံးဒီအာဟုပေါ့နော်ဒီမုံသားဟုပေါ့သုံးပိုင်းပိုင်းလိုက်ပါတယ်ပိုင်းပြီးတော့မှဒီလိုလက်လက်ခွားနှစ်ဖက်နဲ့ပေါ့နော်ဖြည်းဖြည်းချင်းစီလှိမ့်သွားပြီဆိုရင်ဒီအချောင်းပုံစံလေးကရပြီပေါ့နော်ပြီးရင်ကိုလိုချင်တဲ့လက်ညှိုးတစ်ချောင်းစာအနေထားလေးတွေဖြတ်ပြီးတော့ထားပါမယ်မုံလုံးနေတဲ့အခါမှာအောက်ကိုမကတ်စေဖို့အတွက်ကောင်းကြီးမုံနည်းနည်းဖြူပြီးတော့နေပေးပေါ့နော်ဒါဆိုရင်တော့ပြုတ်ခုအဆင်သင့်ဖြစ်နေပါပြီ င်စက်သွင်မြိတ်ကိုလည်းကြီးလျက်ဒီလိုအပိုင်းလက်ညှိုးချောင်းစာလေးတွေလီးထားပါတယ်ဒါကတော့ CPR ထုတ်တဲ့ကြကြောမှုလုံးမှာရင်းနှီးပွားစုထဲမှာဒီကောင်းချင်းချောင်းလေးတွေကိုထည့်ပြီးတော့ပြုတ်ပါတယ်ကောင်းချင်းချောင်းလေးတွေကလေအပေါ်ပွပြီးတက်လာပြီဆိုရင်တော့ဒါဆိုရင်တော့ရပါပြီ။ကောင်းချင်းချောင်းလေးတွေကလေပျော့ပြီးကတ်တက်တော့ဒီလိုမျိုးရေခဲထဲမှာထည့်ပြီးတော့စိမ့်ပေးရပါတယ်။ဒါဆိုရင်တော့လေမကတ်တော့ဘူးပေါ့နော်။ ဘူးဆိုရင်တော့ပူကီလုံးဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့အိုးတလုံးနဲ့ဝီရီထည့်ပြီးတော့ပုပ္ပဆူအောင်တည်ပါတယ်ပြီးရင်ဂိုဂျူချန်းဆော့ကိုထည့်ပါတယ်ဂိုဂျူချန်းဆော့ကလည်းအရင်ရက်ကချီလီလုံးကြီးပြော့ပြပြီးထားပါတယ်ဒါကတော့ချီလီကပူဆက်ချင်လို့အယောင်တမုံတစုံထည့်ပါတယ်ပဲငံပြားရီတစုံတကြားတစုံထည့်ပါတယ်ဒီနေရာမှာတကြားချူချူလေးထည့်ရင်တော့ပူကောင်းပါတယ်ချီလီမေယာလေးအချိုးစားလို့မရလို့ပါပြီးရင်အဲကြက်ပြုတ်ရည်အစားကိုလေဓာတ်ရှိလေးတစုံထည့်ထားပါလေတချို့ကဒီနေရာမှာလေကြက်ပြုတ်ရည်ထည့်ပြီးတော့လေလောက်ပါတယ်ဗောနော်ပြီးရင်ကြက်သွုံပြူ ညက်နေအောင်ထောင်းထားတာလေးထဲတယ်အရသာမြည်ကြည့်တယ်စိတ်ကြိုက်အရသာရပြီဆိုတော့မှကောင်းချင်းချောင်းလေးတွေနဲ့ကြကြောလုံးကိုထည့်ပြီးတော့မှုပေးပါတယ်မီးလဲလဲနဲ့ပဲတဲပါနော်အိုကတ်တလို့မှုရောမှုပေးနေရပါတယ်အကြီးကလေစော့ရည်အပြစ်ပြီးတော့ပြစ်နှစ်ပြီးတော့ဒီကောင်းချင်းချောင်းလေးတွေကိုလည်းအရသာစိတ်ဝင်လာသည့်အထီကိုမီးလဲလန်းနဲ့ပဲမှွေပြီးတော့တည်ပါတယ်။ခုဆိုရင်အကြီးလေးတွေကလည်းပြစ်ပြစ်လေးဖြစ်ပြီးဆိုရင်တော့လေကျက်သွေးထည့်ပြီးတော့ပိုးချလို့ရပါပြီ ဒါဆိုရင်တော့အချိုချိုဆက်ဆက်ရတာရှိတယ်တော့ဘူကီလေးရပါပြီ PCB ကကြကြုံးမို့လို့ကလည်းတကယ်စားကောင်းတယ်เนาะချီလီကလေဟိုငါးဥချောင်းသွားဝယ်တာငါးဥချောင်းကလေ CV ဒီဇိုင်းမရှိတာနဲ့ဒီဟာပဲဝယ်လာတာပါချီလီလိုမျိုးတော့ဘူကီကြိုက်တဲ့သူတွေရှင်လှုပ်ရှားကြည့်ကြနော်